ကုံဖရာကြီးကိုဘာရင်နဲ့တဲထားလဲဆိုတော့ဖရာကြီးကိုတဲရအောင်မပါဘူးတဲနဲ့ကြောက်နေတယ်ပဲဖရာကိုတဲထားတယ်ဗျဒီရွှေစည်းကုံဖရာကိုတဲရလေအကိုလိုကဒီရွှေစည်းကုံဖရာကြီးလိုခုလိုဖူးမှန်းဆိုရင်ရွှေစည်းကုံဇေဒီကတစုပဲလို့ထင်ရတယ်အမှန်တကယ်ကရွှေစည်းကုံဖရာကြီးကနှစ်စုရှိတယ်ရွှေစည်းကုံဖရာကြီးရဲ့တွင်းထဲမှာရွှေစစ်တင်နဲ့ပြုတ်ထားတယ်ရွှေသတိတစုရှိရဲ့ဗျအတောင်နဲ့ပြည့်နေလေသူကတို့အပေါ်ကပြီးရွှေစည်းကုံဖရာတစ်ထပ်ပြန်ကုန်ထားတယ် ဒီဖီအားတို့ရင်ခင်းကဘယ်လိုခေါ်လဲဆိုတော့တဲသီကုံလို့ခေါ်တယ်။အခုနောက်ပိုင်းမှာဟောအခုခေတ်မှာရွှေပြားကလိုက်တော့ရွှေသီကုံလို့နာမည်တွန်သွားတယ်လေဖီအားကြီးကဒီရွှေသီကုံဖီအားကြီးမှာကြတော့ထူးခြားချက်၉ချက်ရှိရယ်။နံပါတ်၁တိကကြတော့ဖီအားရိတ်ကအော်ဒနိုင်းအပြင်မဲ့ကိုရိတ်ကကြော်လုံးပြီးတော့မထွက်ဘူးလေဖီအားရိတ်ကပလဲဝင်နေမှာပဲရှိရယ်လေ။နံပါတ်၂နှစ်ကကြတော့ကိုလိုကဒီရွှေသီကုံဖီအားကြီးကိုရွှေပြားကတ်တဲ့စက်ကူလေးရ လေးမိုးတိုင်းလေဘလောက်ပဲတက်တိုင်းဒီတိုက်တဲ့ဘက်ကိုမပေါအောင်လေအကိုလိုကတဲ့ချီးရင်မှလည်းတန်းကြရလေရွှေတိုင်းလေးရနံပါတ်3ကကြောတော့အကိုလိုကဒီရွှေစည်းကုန်းဖီးယားကြီးကိုပကံဘက်ကပြီးတော့လှန့်ဖူးမှဆိုရင်ဖီးယားကြီးကပန်ကုန်းကြီးပေါ်မှာတဲထားလို့ထင်ရတယ်မှန်တကယ်ကဇီဒီကပန်ကုန်းကြီးမှာတဲထားမှုနေတဲ့ဒီတောင်မှာဖီးယားကြီးကတဲထားတာလေနေပြရမယ်ပေါ့ဟုတ်နံပါတ်၄ကကြတော့ရွှေသီးကုန်းကြီးရဲ့ဒီပလဝင်ထဲမှာအဲ့ဒါကြီးထောင်မမကများနေပါမယ်စီ ီယာကြီးလည်းပလဝင်နေတာတိုးဟာကြက်တယ်ဆိုတာမရှိဘူးလေပြေသွားဆိုတာမရှိဘူးဗျနဘက်ငါကြော့တော့မိုးဘလောက်ပဲရွာရွာမိုးရွာရင်ရွှေစည်းကုန်းကြီးရဲ့ပစ္စည်းရ30ပုံမှာရေးမတင်ဘူးအနော်ထားပြင်တဲထားပစ္စည်းရ30လေအဲ့ပုံမှာရေးမတင်ဘူးနဘက်6ကကြော့တော့ရွှေစည်းကုန်းဖရားရဲ့ထီးတော့ကြည့်မဲ့စင်လေးပင်းလေးတန်မှာတန်ကျိုးရီတန်ကိုင်းလေးဆွဲထားပြီးနေဆိုတာမရှိဘူးလေလေတိုင်းတတိုင်းလေးပဲကိုးွယ်ထားလीနံပါတ်9ခொနိကမဟာစီတော်ကြီး တောင်ဝတီးရင်မြောက်ကမကြားရဘူးမြောက်ကတီးရင်တောင်ကနောက်ထောင်ကြီးလည်းမကြားဘူးဗျဥပမာအဖေထက်သားတလာကြီးလေတကြီးလို့ရတယ်သူကဒီရွှေသီးကုန်းတာနာထောင်နဲ့နဲ့ဒီလေဘောရမတက်တော့ဟုတ်ရတယ်သူကနဘခွနဲ့ပြီးနဘရှင်ရှစ်ကကြတော့စုံမဟုတ်တပိတ်တပေါင်းနာပြင်းနေမှာစုံကတ်လို့မရဘူးဘိုးဘမရှိရဲ့နဲ့ဒီကြားမင်းနေရယုံဥပြီးတော့ကတ်ထားရဗျနံပါတ်9ကြော်လို့ခေပင်စနလာယာလီပွင့်နေသူပန်းတို့တို့ရွက်လို့ဆောင်ရင်အန်နေခင်းပြီးရှင်းနေ အဒီရွှေဒီကုံထူကြတဲ့ကိုကြက်ကိုပပပြပြထားလေဒါကြတော့ဖိထက်သားရလာကြီးလေဟိုအရင်ကကြတော့ပင်လယ်မှာဆောင်းတဲ့နဲ့တည်းလေနော်ထားပြီးကျင်စစ်ကြမ်းလေးရိုက်ခေါ်လိုက်လို့ဖိရတာတနာဆောင်းတဲ့နဲ့တည်းဖြစ်သွားသူကကြတော့ဘာဖြစ်လို့ဖိထက်သားရလာကြီးလို့ခေါ်ရလဲဆိုတော့အနောထားပင်ကရွှေဒီကုံဖိအားကြီးကိုစမတင်းဟိုကြမ်းမြင်ပြီးကျင်စစ်ကြမ်းလေးရိုက်ခေါ်တယ်နဲ့တည်းကိုကုန်လို့ရိုက်ခေါ်တဲ့ချိန်မှာသားတော်ဖိတူကအင်းရောက်တယ် အနောထားပြီးခေါ်တဲ့ချိန်မှာပါတော့အရင်ရောက်လို့ပါတော့ကိုနည်းအမြင့်မှထားပြီးယာတို့ကြောနှိပ်ပြစ်ထားလေအနောထားပြီးခေါ်တဲ့ချိန်မှာအဖေကပေါ်တာလို့အဖေကိုကြောနည်း